အားလုံးမင်္ဂလာပါကျွန်တော်အာကာလင်းဖြစ်ပါတယ်နော်ကျွန်တော်ကိုမများတီဗီတာဖြစ်တဲ့အာကာလင်းကတော့အာကာလင်းပါမယ်ဗျအားလုံးမင်္ဂလာရှိတော့မနက်ခင်းဖြစ်ပါတယ် ္ဂလာပါညီရဲ့အကိုကြီးမင်္ဂလာပါကိုကြီးအောင်မုံမြေနော်ကိုဇော်မင်းထုတ်မင်္ဂလာပါဘာကောင်းလဲတဲ့ကျွန်တော်ပြောပေးပါမယ်ဗျာနော်အားလုံးပဲခွေပဲလိုက်နေတယ်တဲ့အကိုကြီးခွေရတော့ okay ပဲနော်အားလေးပြောချင်တယ်မယူမင်္ဂလာပါအာကြီးတဲ့မင်္ဂလာပါကိုကြော့ဆိုးမင်္ဂလာပါအာကာကြီးတဲ့မင်္ဂလာပါဗျာနော်အဲ့တော့ထိုးချိန်မိသေးလားကောမတ်မှာတန်းရှိပြီးတော့တယောက်ချင်းနေတိုင်းမင်္ဂလာပါဆိုတဲ့စာကြောင်းလေးရဲ့ ်ထိုးချိန်မီမီတယ်ဆိုတဲ့အကြောင်းလေးရယ်အားလုံး comment လေးတွေတန်းစီပြီးတော့ရေးပေးပြနော်အခွေလာပါတော့မောင်လေးရေးတဲ့လာမှာပါဒီမနက်အခွေအားလုံးပဲမင်္ဂလာပါလို့ အဲ့တော့ဗိုလ်တပူးနေ့7နှစ်နာရီတမီနေ့အတွက်ဗိုလ်တပူးနေ့7နှစ်နာရီတမီနေ့အတွက်မှာကျွန်တော်ကဏ္ဍ၄ခွက်ထုတ်ပါတယ်နော်ကျွန်တော်ကဏ္ဍ၄ခွက်ထုတ်ပါတယ်ဗိုလ်တပူးနေ့7နှစ်နာရီတမီနေ့စီအတွက်မှာကျွန်တော်ကဏ္ဍ၄ခွက်ထုတ်ထားပါတ ဲ့တော့ထိုးချင်မှလည်းပေါက်ချင်မှလည်းဆိုတဲ့ကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းတယောက်ချင်းစီတိုင်းကျွန်တော်ရဲ့ light သေးကိုတဦးမကြံတယောက်မကြံအားလုံးဝင်ခဲ့ပြီးနော်ဒါကကျွန်တော်ရဲ့အကူအမတွေအားလုံးအတွက်ကျွန်တော်ဒီနေ့မှာအကောင်းဆုံးစူးစမ်းပေးတတ်သောခဏ၄ခွက်ကျွန်တော်ရှိတယ် မရမင်းထိုးပါတဲ့မရမင်းထိုးပါဆိုရင်ကျွန်တော်လိုက်သေးကိုဘာလို့ဝင်ကြည့်နေလဲဟမ်မယုံကြည်ဘာလို့ဝင်ကြည့်နေရလဲလို့တနေ့တနေ့ခင်ဗျားတို့ကိစ္စတွေဖြေရှင်းနေရတာတမျိုးเนาะကိုယ့်အလုပ်ကိုကိုကောင်းကောင်းမွန်မွန်လုပ်မပေးရအောင်เนาะတနေ့တနေ့လဲအကူတွေအမတွေအားလုံးဟိုအားတော့အားနာပါတယ်အဲ့လိုဘယုတ်ဒုက္ခကောင်တွေရဲ့ light တွေကိုဖြေရှင်းနေရတာ comment တွေကိုဖြေရှင်းနေရတာတမျိုးဖြစ်နေတယ်เนาะ ျွန်တော်ပြောမယ်ဒီနေ့နေကုန်မှာကျွန်တော်ရဲ့ဒုတိယဝါဒနာရှင်များအလုံးတစ်ကြိမ်ကြိမ်လေးပေါ့ပေါ့လိမ့်မယ်တဲ့မနေ့က29ပေါက်တဲ့အကူတွေမှာ29ပေါက်တဲ့အကူတွေမှာအဲ့ဒီကြံနေတဲ့မွေးကနဲနှစ်ကွက်ကိုထတ်ထိုးထားပါတခါလဲကျွန်တော်ပြောတယ်မနေ့က29ပေါက်တဲ့အကူအမာများကြံနေတာမွေးကနန်း3ကွက်ထုတ်ပေးတယ်3ကွက်ထုတ်ပေးတဲ့နေရာမှာ29ထွက်သွားတယ်အဲ့တော့ 29ထွက်သွားတာဖြစ်တဲ့အတွက်ကြောင့်ကျန်းနေတဲ့ကဏ္ဍနှစ်ကွက်ကောမတ်မှာအကုန်မတ်ထပ်ပြီးတော့ဒီတပွဲမှာကစားပါထပ်ပြီးတော့ထိုးပါအလုံးကောမတ်လေးတွေမတ်နော်ကောမတ်လေးတွေအလုံးတန်းစီပြီးတော့မတ် ြံနေသောမွေးကနားနှစ်ကွက်ကိုကျွန်တော်အကူမှများအားလုံးမြင်အားလုံးတွေ့အောင်ကွန်မန့်လေးတွေတစ်ချက်စီအားလုံးမှတ်မိပါနော်ကွန်မန့်လေးတွေအားလုံးကြံနေတဲ့မွေးကနားနှစ်ကွက်ကိုအားလုံးတစ်ချက်စီမှတ်မိတာဗျာနော်ဒီနေ့မနက်မှာကျွန်တော်အကူမှတွေအားလုံးကိုကျွန်တော်ပြောချင်တာကဒီနေ့ပေါက်လိုက်မယ်နော်ကျွန်တော်ပြောတယ်နော်အခွေဖြစ်ရင်ဖြစ်မဖြစ်ရင်ကျွန်တော်ပေးသော main ကွက်တွေဖြတ်လိုက်မယ်အဲ့တော့ပေါက်လိုက်မယ်ဖြစ်တယ်ပေါက်မှဖြစ်တဲ့အတွက်ကြောင့် ဒီနေ့ထိုးကြေးလေးတွေကို တင်ပြီးတော့ထိုးနိုင်တဲ့သူများအားလုံးထိုးကြေးလေးတွေကိုတင်ထိုးထားပါထိုးကြေးလေးတွေကိုတင်ပြီးတော့ထိုးတာအကိုတို့မတို့ကျွန်တော်ပြောပြီးသွားပြီနော်ဒီနေ့ပောက်လိုက်မယ်ထိုးကြေးကိုတင်ပြီးတော့ထိုးထားမယ်အခွေသမားများအားလုံးဒီအခွေကိုဆက်လိုက်မယ်ကံမကောလို့ဟဲ့ဒီနေ့မှာအခွေထွက်မလာခဲ့ဘူးဆိုရင်တော့မှအဲ့ဒီအခွေကိုဆက်လိုက်မယ်တခါတည်းတအားလုံးကိုသတိပေးလိုက်ပြီမှားလိုက်ပြီနော်အဲ့တော့ ဒီနေ့နေကုန်မှာကျွန်တော်ကဏန်းကိုလိုက်ထိုးပါကျွန်တော်အကောင်းဆုံးဖြစ်အောင်ကျွန်တော်ကြိုးစားထားတယ်အကောင်းဆုံးဖြစ်အောင်ကြိုးစားထားတဲ့အတွက်ကြောင့်အရင်နေ့ဒီမှာကျွန်တော်ကဏန်း2ကွက်3ကွက်2ကွက်3ကွက်ကျွန်တော်ထုတ်ထားတယ်ဒီနေ့မှာကျွန်တော်ကဏန်း4ကွက်ထုတ်ထားတယ်4ကွက်ထုတ်တဲ့အတွက်ကြောင့်ကိုမတွေပေါက်သီးဖြစ်ဖို့ရာခိုင်နှုန်းတော်တော်လေးကိုများနေတယ်အဲ့တော့ပြောချင်တာကစော့ကြပါထိုးကြပါကျွန်တော်အကူမများယုံကြည်မှုအပြည့်အဝနဲ့ကစားကြပါနော်ယုံကြည်မှုအပြည့်အဝနဲ့ကစားကြပါ အဲ့တော့ကျွန်တော်ကိုပေါက်လို့ရှိရင်လည်းမနေ့ကဆိုလည်းအကိုဒီအမဒီအားလုံးကျွန်တော်ကိုတပြားတစ်ချက်မှကျွန်တော်တောင်းတာမဟုတ်ဘူးတပြားတစ်ချက်မှလည်းကျွန်တော်လွှဲပေးပါလို့လည်းကျွန်တော်မပြောဘူးเนาะတပြားတစ်ချက်မှတောင်းတာလည်းမဟုတ်ဘူးကျွန်တော်ပြောပြီးသားအကိုမာမြမွေးကနန်းထွက်နိုင်တယ်တတ်နိုင်တော့ပို့ထိုးပေးဆိုတော့ဗဇက်ကနေကျွန်တော်ပြောလိုက်တာသို့တော့မထိုးပေးလဲဘာမှမဖြစ်ဘူးလွှဲမပေးလဲဘာမှမဖြစ်ဘူး အားလုံးရဲ့အပေါ်မှာကျွန်တော်ကစေတနာကုပြေးဝနဲ့ကုညီတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီစေတနာနဲ့မှန်ကန်တဲ့စေတနာဖြူစင်တဲ့အတွက်ကြောင့်အကိုမကြီးအားလုံးပဲပေါက်ကြတာဗျာအခုလိုမျိုးမမလေဝမ်မိုးစဲကွက်လဲထိုးမယ်ပေါက်ဖို့ပဲချစ်ဆုံးရည်တဲ့ဟုတ်ကဲ့ပါကဲကျွန်တော်ပြောမယ်ဒါဆိုရင်ဝါသနာရှင်တအိုးချင်းတိုင်းတယောက်ချင်းတိုင်းကိုကျွန်တော်ပြောမယ် ဒီမနက်မှာကျွန်တော်ကရွေးချယ်ထားသောကဏ္ဍသည်အကူအမာများအားလုံးတစ်ချက်ကောမတ်မှာမှန်ပေပါ အခွေမထွက်သေးပါဘူးအခွေမထွက်သေးပါဘူးအခွေကိုထိုးပါဒီနေ့အခွေကိုတင်ထိုးတော့အခွေကိုတင်ထိုးပါအကူမလေးအဲ့တော့ကဏ္ဍကျွန်တော်၄ခွက်ကျွန်တော်ပေးလိုက်မယ်ကဏ္ဍ၄ခွက်ထဲမှာကျင်းသေးပေါ့ကျင်းသေးပေါ့ပေါက်ပြီးဖြစ်နိုင်တယ် အခွေထွက်ရင်ထွက်မထွက်ရင်ဟဲ့ဒီနေမှာမင်းဩကွက်မိလိမ့်မယ်အလားတဲ့ချုပ်ထားတာတော့အကူမနေဘာမှမရှိတော့ကဲဝင်လာခဲ့မယ်မြန်မြန်ဝင်လာခဲ့မယ်အရှုံးများလို့အကျွေးကြည့်ခြင်းနဲ့မိသားစုဝင်တဦးချင်းတိုင်းတယောက်ချင်းတိုင်းအရှုံးများတဲ့အကျွေးကြည့်ခြင်းနဲ့အလုံးမဲ့အကျွေးများတဲ့ဆိုရင်ဝင်လာခဲ့ပြီပါလို့အလုံးကိုဖိတ်ခေါ်ပါတယ်ဘာလာလုံး Thank you. နော်ခွန်ကိုခွန်လေးထူထားတဲ့ကြီးပါအောင်နဲ့အပိုင်ဆိုတာမရှိပါတဲ့လာပြမိတယောက်အဲ့ဒီအပိုင်ဆိုတာမရှိပါဆိုလို့အဲ့တရားရဂိုင်းနှုံးလို့မနေရတော့ကတရားရဂိုင်းနှုံးလို့မနေရတော့ကပြောလိုက်တဲ့မွေးကနန်းမွေးကနန်းနဲ့ကျွန်တော်ညတော့နေရကျွန်တော်ပြောထားတယ်မနေ့ကညလည်းကျွန်တော်အဲ့ဒီကောင်ဘယ်သူလဲမသိပါဘူးဒီကောင်နဲ့ကျွန်တော်လည်းစကားမျှလာပေါ့မွေးကနန်းနဲ့အခွေကိုမင်းကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာမှာစာချုပ်စာတမ်း သူကချုပ်ပြီးတော့လည်းလွင်လောင်းမလားဆိုတော့ကဲကျွန်တော်အခွေကျွန်တော်မွေးကနေမထွက်ဘူးလားထွက်သွားတာပဲသူကလာပြီးတော့ brain ကျွန်တော်အဲ့လိုစိန်ခေါ်တာဒါပေမဲ့ကျွန်တော်ပြောတာနေတိုက်ကိုကျွန်တော်အာမမခံဘူးအခွေရဲ့မွေးကနေရတော့အကူမတွေလှဲ့ကြည့်ရအောင်မလို့ဘူးလို့ပွဲတိုင်းပွဲတိုင်းလည်းရခဲ့ဘူးသားအကူမတွေအားလုံးအသိပဲဗျာကိုနေညာကမန်းနဲ့ကောင်ပျောက်နေတယ်တဲ့မယူကဟုတ်တယ်မကြီးအဲ့ဒီညီညာအဲ့လိုမျိုးပေါ့မန်းနဲ့ကောင်လေးကြောက်နေတယ် အဲ့ဒီနေဆိုရင်နောင်းနေဆိုရင်အကိုရင်းမနေမနေ့ကကွက်ကလေးဆို29ဆိုပြီးပြုတ်ကြလာတာပဲနော်မင်းရတရားရခိုင်လုံးလေးဘာဖြစ်တယ်လေညာဖြစ်တယ်လေကွက်ကလေးဆိုပြုတ်ကြလာတာအဲ့29ကအဲ့တော့ထွက်ထွက်ရဆရာခေါ်မယ်ဆိုတဲ့ကောင်တယောက်တဲ့အဲ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 ဘောကဲအားလုံးပဲထိုးချိန်မိသေးတယ်ဆိုရင်အမြန်ဆန်းဝင်လာခဲ့မယ်ဗျာနော်ထိုးချိန်မိသေးတယ်ဆိုရင်ကျွန်တော်အခုကျွန်တော်မှမြန်ဆန်းဝင်လာခဲ့မယ် ထိုးချိန်မိဖို့ပဲလိုတယ်ထိုးချိန်မိသေးတယ်ဆိုရင် ကျွန်တော်ရဲ့အကူဒီမတွေတဝူးချင်းနေတာတယောက်ချင်းနေတာမိသားစုဝင်များအားလုံးကျွန်တော်ရဲ့အခွေကိုအခွေကိုကစားပါအဲပြက်ပွဲမရှိတဲ့ပွဲတိုင်းကြော်ပါတဲ့ဟုတ်ကဲ့ပါအကိုကြီးကျွန်တော်အခုလိုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်စောက်ယူလို့ပြောလိုက်အားကြီးတဲ့ကဲအလိုဖုံးရဲ့မန်ကိုလက်နဲ့နှစ်ချက်စီတောက်လို့လူဆုံးပြီဆိုရင်ကျွန်တော်ခဏနှစ်ကွက်ကျွန်တော်ပြောမယ် ဖုန်းရဲ့မှန်ကိုလက်နဲ့နှစ်ချက်စီတောင်းပြီးလူဆုံးပြီဆိုရင်ကျွန်တော်အခုကျွန်တော်မှများအားလုံးကိုကျွန်တော်ခဏနှစ်ကွက်ကျွန်တော်ပြောမယ်အားလုံးနားထောင်ပေးပါဖုန်းရဲ့မှန်ကိုလက်နဲ့တောက်ပြီးတော့လူဆုံးပြီဆိုရင်ကျွန်တော်ခဏနှစ်ကွက်ကျွန်တော်ပြောမယ်ခဏနှစ်ကွက်ကျွန်တော်ပြောမယ်ထိုင်းကနေများအားပေးနေပါလေတဲ့โอเคပါအခုကျေးဇူးတင်ပါတယ်ဗျာနော်โอเคပါကိုစီရဆိုးဝလူတစ်ပါတဲ့ဟုတ်ကဲ့ပါကိုမျိုးသူကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါကိုဝင်းအောင်အခွေထိုးနေတယ်တဲ့ဟုတ်ကဲ့ပါခင်ဗျကဲအားလုံးပဲမမအဲတော်ပြီးပါပြီတဲ့ဒေါ်ဆန်းဆန်းဟုတ်ကဲ့ပါကဲအားလုံးဝင်လာခဲ့မယ်ကျွန်တော်ကလည်းပြောတော့မှာပါအကိုတဲ့ဝတ်ထားတာတဲ့တစိလားမရှိပါဘူး3-4တောင်လောက်ပဲရှိပါတယ်အေးကြီး 东西都弄个，哎罗，这东西哎姑妈咪阿罗没？这有几时啊？谁哈啦？嘿，白啦，创几年来了？呵呵。 နှစ်ဆက်ကိုမပေါက်လိုက်ဘူးတဲ့ဘယ်လိုဖြစ်လို့မပေါက်မင်္ဂလာပါပေါက်ချင်လို့ပါတဲ့၃တောင်း၄တောင်းလောက်ရှိတယ်တဲ့ဟုတ်ပါရဲ့မနဲ့ရှစ်ကောင်းလားတဲ့မောင်လေးကိုရှင်ပြုတ်ပေးမလို့ပါဗျာတဲ့မောင်လေးကိုရှင်ပြုတ်ပေးမလို့ပါဗျာတဲ့ဟုတ်ကဲ့ပါမင်္ဂလာပါပေါက်ချင်ပါတဲ့ကိုဝါကာကြီးကိုကိုကြိုက်တယ်တဲ့အထင်များနေပြီညီလေးတဲ့ကုညီပါအောင်တော့တဲ့ဂျူစီပါတဲ့ဟုတ်ကဲ့ပါအနောက်ကတဲ့ချောင်းနေတယ်တဲ့ကဲအားလုံးမြေမြဝင်လာမယ်ကျွန်တော်ရဲ့အကူဒီမလေးဂျူစီပါဂျူစီပါ ဂျူစီပါတစိမ့်နဲ့ကဲကျွန်တော်အကိုကျွန်တော်မအပူကောင်းလားနဲ့ဆိုင်မပြတော့ဘူးလားအကိုရေးတဲ့ဟုတ်ကဲ့ပါအဲ56အာတရာဘူးပေါက်ပါတယ်လားကြံကနန်းကိုတဲ့ပေါက်အောင်ထိုးမယ်တဲ့ကဲလူရည်နဲနေပါလေလူရည်ငါးကြိုပဲရှိပါသေးတယ်အားလုံးပဲကျွန်တော်ရဲ့အကူမာများဖုံးရမှန်သားမျိုးကိုလက်နဲ့နှစ်ချက်စီတောက်ပြီးမိန်အောင်ကွတ်ဒူမိန်ကွတ်အားလုံးကွန်မန့်မှတ်ပေးပါအခွေသမားများအားလုံးအခွေကိုဆက်လိုက်ပေးပါ လူကြီးငါးကြော်ပါဘိုင်းငါးကြော်တဲ့အတွက်ကျွန်တော်ခဏပြောတော့မှာပါဖုံးအမှန်ကိုလက်နဲ့နှက်ချက်စီလူဆောင်အောင်တောက်ပေးပါအဲ့တော့ဒီမနက်မှာမွေးကနန်းနှစ်ကွက်မွေးကနန်းနှစ်ကွက်အဲ့ဒီကနန်းနှစ်ကွက်ကိုဖိုးရမှာ ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့အကူမာနေမွေးကနန်းဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမွေးကနန်းနှစ်ကွက်ကိုတိတဲ့အကူမာများကွန်မန့်မှတ်မိပါမိန်ဩကတိတဲ့နှစ်ကွက်ရှိပါတယ် အဲ့ဒီမွေးကနန်းနှစ်ကွက်ကိုပါဒီမနက်မှာထည့်သုံးရမှာပါအဲ့ဒီမွေးကနန်းနှစ်ကွက်ကြံနေတဲ့မွေးကနန်းနှစ်ကွက်ကိုတီးတဲ့အပုံပါများအလုံးကောမတ်မှာတယောက်တစ်ချက်ချီမှန်ပေးပါအဲ့တော့မွေးကနန်းနှစ်ကွက်ဒီဘာကနန်းနေလဲဆိုတာကျွန်တော်ရဲ့အကူဒီအမဒီအလုံးကောမတ်လေးမှာတချောင်းဒီတစ်ချက်ချီမှန်ပေးပါတီးတဲ့မိန်ဩဆိုတာတီးတဲ့နှစ်ကွက်ထုတ်ထားတာရှိပါလေဗျနော်မွေးကနန်းနှစ်ကွက်ကလည်း မွေးနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့အကူမမများအားလျော် main oil လို့လည်းတင်လို့မရတယ်လို့ဒူ main နေရာမှာလည်းထားလို့မရဘူး။သူကတော့အကူမမများတပတ်လုံးစာမှာပေးထားတာက၃ကွက်ပေးထားတာ။အော်တော့ကျွန်တော်ပြောလိုက်အောင်မယ်နော်။ကျွန်တော်ကနန်း၅ကွက်ထုတ်တာဒီတစ်ပတ်မွေးကနန်း၅ကွက်60ပါတယ်40ပါတယ်။အဲ့တော့မနေ့က40ထပ်ထွက်တယ်။သို့တော့ကျွန်တော်မတင်ဘူး၃ကွက်ထဲကိုပန်ပန်နိုင်နိုင်ထိုးလို့ရအောင်ဆိုပြီးတော့ကျွန်တော်၃ကွက်ထဲတင်တာမနေ့ကတစ်ကွက်ထွက်တယ်။ဒီတစ်ပတ်ကျွန်တော်ထုတ်လိုက်တဲ့မွေးကနန်း၅ကွက်ထဲမှာ ကျွန်တော်မဟုတ်တာမမှန်တာကျွန်တော်မပြောဘူး၄တုံညာလဲပါတယ်၉တုံညာလဲပါတယ်60နှစ်လဲပါတယ်တော့ထွက်သွားတယ်မနေ့ကတနေကုန်မှာမနက်ကောညက်နေရောကျွန်တော်မွေးကနန်းတွေကနေထွက်သွားတယ်ဒါပေမဲ့တေးကြတယ်ကျွန်တော်ပြောတဲ့အတိုင်းပဲဒီမွေးကနန်းကကျင်းတိပေါက်ထွက်မှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမွေးကနန်းကိုနောက်တစ်ပတ်မှလဲကျွန်တော်တို့ကစားမယ်နော်နောက်တစ်ပတ်မှလဲကစားမယ်အခွေသမားတွေအားလုံးကအခွေတီးတန့်လေးကိုလိုက်ထိုး အခွေတီးတန့်လေးကိုလိုက်ထိုးဂဏန်းကိုကျွန်တော်အများကြီး10ကွက်15ကွက်ကျွန်တော်လိုက်ပေးထားတာမဟုတ်ဘူးနော်ကျွန်တော်အကုန်ပါများနေတိုက်ဂဏန်းနေဆိုရင်လည်းပဲကျွန်တော်10ကွက်15ကွက်လိုက်ပေးထားတာမဟုတ်ဘူးနော်အကူဒီအမတွေအားလုံးပဲကျွန်တော်တို့ပေးလိုက်တဲ့ဂဏန်းတွေဒီမူအရာဆိုင်အရာကျွန်တော်တို့တင်တာဗျမ်းပါတာကျွန်တော်တို့ပြောပြီးတင်တာတစ်ခູ່မှမပါဘူးနော်အဲ့တော့အခွေအခွေကိုပြောလို့မရဘူး အခွေယူပြောလို့မရအခွေယူပြောလို့မရဆိုတာအခွေယူဒီဖုန်းထဲမှာမပြောနဲ့နော်ဖုန်းနံပါတ်အခွေဒီမှာရအားလုံးကျွန်တော်ပြောမယ်အခွေကိုတီးတဲ့ငါးစားချင်းဖုန်းနံပါတ်ကျွန်တော်တင်ပေးထားတယ်399နဲ့3055ဘုရဲ့ဖုန်းနံပါတ်မှာကျွန်တော်အခွေလက်ကားပေးတယ်နော်399နဲ့3055ရဲ့ဖုန်းနံပါတ်မှာလိုချင်အခွေလက်ကားပေးတယ်ဒီလိုက်ထဲမှာတော့ကျွန်တော်အခွေအကြောင်းမမေးရနဲ့ဟုတ်လားကျွန်တော်ပြောမယ်အားလုံး like ပြီးတော့ comment မှတ်ပေးပါ 39.89 domain လို့ comment မှာပဲ39.89 domain လို့ comment မှာပဲ39ရဲ့89ရဲ့ domain ပါနော်39နဲ့89နဲ့ domain လို့ comment မှာပဲနော်39.89 domain မှာ39.89 domain comment လေးတွေတန်းစီပြီးတော့မှတ်မယ် 3992မိန်ကွန်မန့်လေးတွေတန်းစီပြီးတော့မှတ်ပေးပါမိန်အော်တစ်ခါလဲကျွန်တော်ထပ်ပြောပေးမယ်မိန်အော်နှစ်ကွက်တီးတန့်ရှိတယ်နော်မိန်အော်နှစ်ကွက်ဒီကျွန်တော်ကိုပါပြတီးတန့်ရှိပါတယ်ကဲလူရဲ့ view ကနည်းနေတယ်အားလုံး share ပါအောင်မိန်အော်ကိုလည်းပြောခြင်းလို့နော် ပေါ့ချင်ပါလေကိုပါကာရေးတဲ့အရန်ကြိုက်သွားပြီတဲ့ပေါ့ဝင်ကျေးဇူးဆက်ပါမယ်တဲ့39 90တူမိမ့်ပါတဲ့ဟုတ်ကဲ့ပါအော်ခဏလေးကိုကျွန်တော်ဗျမ်းမလာကျွန်တော်ပေးထားတာမဟုတ်ဘူးเนาะအဲ့ဒီမွေးကန်းနှစ်ကွက်လေးဖြစ်တယ်အဲ့ဒီဒူမိတ်လို့ပြောပေမဲ့ မိမိတို့အားလုံးကိုကျွန်တော်ပြောချင်တာကအဲ့ဒီကဏ္ဍနှစ်ခွက်ဒီကျွန်တော်မွေးကဏ္ဍအဖြစ်လဲကျွန်တော်ပေးထားတာရှိတယ်ထွက်မယ်လို့ထင်လို့ကျွန်တော်လိုက်ပြီးတော့ပေးနေတာအဲ့ဒီကဏ္ဍကိုထွက်မယ်လို့ထင်လို့လိုက်ပေးနေတာအဲ့တော့ main order ခါနဲ့ comment မှာဆက်ပြီးတော့မန်းပါ main order ခွက်ကို comment မှာအားလုံးတယောက်တစ်ချက်စီ comment မှာဆက်ပြီးတော့မန်းပေးပါနော် main order ခွက်နှစ်ခွက် comment မှာအားလုံးမန်းပေးပါမှန်စလား နေ့ညနေက46ဆိုကောင်းမယ်နော်တဲ့ဟုတ်ပါတယ်ဗျနော်မနေ့ညနေက46ပေးတာပါထိုးကြည့်မယ်တဲ့ဟုတ်ကဲ့ပါကဲကဲလူဆောင်အားလုံးမှတ်မိပါ39နဲ့89ပိုမှများဒူမိန်နှစ်ကွက်ဖြစ်ပါတယ်39နဲ့89ဒူမိန်နှစ်ကွက်ဖြစ်ပါတယ် အားလုံးလူဆောင်အောင်မှတ်ပေးပါစေဖို့လိုလိုကုညီပါတားလေးရေးတဲ့ OK ပါတနိုင်တဲ့ဘက်ကတော့ကျွန်တော်စူးစမ်းပေးထားပါတယ်ဗျာနော်အဲ့တော့ပောက်ပိုက်လေးလိုလည်းကျွန်တော်ဆူတောင်းပေးပါတယ်39 89 to main လို့ comment မှတ်ပေးပါ39နဲ့ကဲအားလုံး main ဩကွက်2ကွက်ပါ comment မှတ်ပေးပါ main ဩကွက်2ကွက် comment မှတ်ပေးပါအကူတို့မှာတော့28 the main ခွန်ဆက်၃ဒီမိန်း28နဲ့ခွန်ဆက်၃နဲ့မိန်းနှစ်ကွက်ဖြစ်ပါကွန်မန့်လေးတွေမှတ်ပေးပါ28ဒီမိန်း83ဒီမိန်းဘာလို့ကွန်မန့်မှတ်ပေးပါ28ဒီမိန်း83ဒီမိန်းလို့ကွန်မန့်လေးမှတ်ပေးပါနှစ်3ရယ်နှစ်8ရယ် ခွန်သုံးရဲ့မိန်းမအခွေကတော့တီးတန့်ကစားရမှာနော်အခွေကဒါတွေနဲ့မဆိုင်ဘူးအခွေကတီးတန့်ကစားရမှာအကိုတို့မတော့အခွေသမားကြီးအလုံးကအခွေတစ်မျိုးတည်းကိုလိုက်ကစားအခွေတစ်မျိုးတည်းကိုစော့အခွေတစ်မျိုးတည်းကိုထိုးအခွေရဲ့တီးတန့်ကစားရမှာ28နဲ့83 main ဖြစ်တယ်နော် ဒီမွေးကနန်းကလည်းအကူမများနှစ်ကွက်ကိုကျွန်တော်ပေးပြီးသားဖြစ်လို့မိမိတို့စံချိန်အတိုင်းပဲသွား39နဲ့89စံချိန်အတိုင်းပဲသွားထိုးနေကြအတိုင်းပုံမှန်အတိုင်းပဲမနေ့က2000မိုးထိုးတဲ့သူတွေကဒီနေ့3000မိုးထိုးပေါ့အဲ့လိုမျိုးပေါ့မွေးကနန်းကလည်းနော်အဲအဲ့ဒါဆိုကျွန်တော်လိုက်စင်းမယ်ပွဲတိုင်းကျော်အခွေမထွက်သေးဘူးအဲ့တော့အခွေမရသေးတဲ့သူတွေအားလုံး3992533959 3992533959နဲ့မှာ အားလုံးလာယူပါလို့ပြောကြရင်ကျွန်တော်လိုက်ဒီနေရာမှာနေဆုံးသတ်မယ်3992592 3959 3992592 3992592အမလာယူပွဲတိုင်းကြောခွေမရသေးတဲ့သူတွေအားလုံးเนาะအဲ့တော့ဒီနေ့မနေ့မှာကကျွန်တော်ပေးကျင်တာကကျွန်တော်အကူမှာများ ကိုကျွန်တော်ပေးရနော်မပေးတဲ့သူတယောက်မှမရှိဘူးနော်အားလုံးကိုကျွန်တော်ပေးထားပြီးပါပြီနော်အားလုံးတော့အားလုံးတော့မိတ်ဆွေညီကောင်မောင်တို့မှာများအားလုံးပဲမိသားစုဝင်တဦးချင်းစီတိုင်းတယောက်ချင်းစီတိုင်းအားလုံးကိုကျေးဇူးအများကြီးတင်တယ်အခုလိုအားပေးတဲ့အတွက်ကျေးဇူးအများကြီးအများကြီးတင်တယ်နော်အဲ့တော့ကျွန်တော်ပြီးသောကနန်းလေးကိုလည်းကစားမှဆော့ပါထိုးပါ။စားမှဆော့ရမှာထိုးရမှာဖြစ်ပါတယ်။

ကဲအားလုံးပဲကျွန်တော်အခုကျွန်တော်မှများအားလုံးပဲကျွန်တော်တို့ ဒါအထူးမိန်နော်အထူးမိန်ကကျွန်တော်အကူမလေးအထူးမိန်ဒီကျွန်တော် င်းရက်တွေကဘယ်ကောက်နေရလဲတဲ့ရှာလို့မတွေ့ဘူးတဲ့ဟုတ်ကဲ့ဘယ်မှမပြောက်ပါဘူးကျွန်တော်ရှိပါတယ်ကျွန်တော်ရှိပါတယ်ခင်ဗျာနော်39နဲ့89ကဒူမွေးကွက်လေးဖြစ်တယ်အဲ့တော့ကျွန်တော်တို့အထူးဟိုကစားမဲ့ကစားကွက်လေးဖြစ်တယ်နော်ဒူမွေးကွက်ဆိုတာကကျွန်တော်တို့ဒါပထမကွက်ကကျွန်တော်တို့ထွက်သွားပါပြီ29ကထွက်သွားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါဒူမွေးကွက်ဆိုပြီးတော့ဖုန်းနံပါတ်လေးရေးပေးပါတဲ့ဖုန်းနံပါတ်ကဒီမှာဗျနော် အဲ့တော့ဒါကျွန်တော်အခွေမရသေးတဲ့သူတွေအားလုံးဒီမှာအခွေလာယူထားနော်အခွေမရသေးတဲ့မိသားစုဝင်တဦးချင်းစီတိုင်းတယောက်ချင်းစီတိုင်းကအခွေလေးတွေကိုမိမိတို့နှစ်သက်တဲ့ဆိုရင်အားလုံးလာယူထားအဲ့တော့ဒီမလက်မှာကျွန်တော်ပေးတာကနော်ဆက်ရှိနော်နှစ်ဆက်ရှိကကျွန်တော်တို့အခုဒီမားတွေအားလုံးပဲ80 300 အာမင်းရောကနှစ်ခွက်နော်အာခဏအားလုံးပေါ့ခဏ၄ခွက်28ကို83ရမင်းဒူမွေးခွက်က39နဲ့ခွန်ခုခဏ၄ခွက်ထဲနော်အများကြီးမပေးထားဘူးအဲ့တော့ပွဲတိုင်းကြောင့်မရသေးတဲ့မိတ်ဆွေညီကောင်တို့မတွေအားလုံးဒီဖုန်းက Viber ရှိတယ် Message ရှိတယ်မိမိနှစ်သက်တဲ့နေရာကနေလာယူနော်အားလုံးပိုင်းပါအားလုံးဒီလောက်ပဲနော် အာမီရဲ့တူဦးရှင်ရဲ့တယောက်ချင်းရဲ့အကူအမများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောကြရင်ပဲကျွန်တော်အာကာလင်းရဲ့ live show ဒီနေရာမှာလည်းကျွန်တော်ရဲ့အကူအမများအားလုံးဆုံးသက်ခွင့်ပြုပါဗျာနော်အားလုံးပဲကံကောင်းကြပါစေအားလုံးပဲပေါ့ကြပါစေဗျာနော်ဒီမနက်မှာငွေတုပ်ပိုင်နိုင်ကြပါအားလုံးဘိုင်ဘိုင်